ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတက်မတော်ကာကွယ်ရေးဦးစီးချုပ်ယုံယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးအတွက်ထုတ်ပြန်ချက်တနိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍တက်မတော်အနေဖြင့်2018ခုနှစ်ဒီဇင်ဘာလ21ရက်မှစ၍2023ခုနှစ်ဒီဇင်ဘာလ31ရက်အထိပြစ်ခတ်တိုက်ခိုက်မှုရစဲရေးအတွက်ထုတ်ပြန်ချက်ပေါင်း 20နှစ်ချိန်ထုတ်ပြန်ခဲ့သည်2024ခုနှစ်စက်တင်ဘာလ26ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနိုင်ငံရေးပြဿနာအားနိုင်ငံရေးနိလန့်ဖြင့်ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်လက်ရှိအချိန်တွင်မတ်28ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့်အင်အားအလုံးပြင်းထန်သောမြင်းကလေးနှင့်နောက်ဆက်တွဲငလင်ငယ်များလှုပ်ရှားမှုကြောင့်ငလင်တန်တင့်ဒေတာများ၌လန်ဒတာအဆောက်အဦများထိခိုက်ပျက်စီးခဲ့ရကပြည်သူများတက်တေဆုံးခဲ့ရမှုများနှင့်ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသည် ထိုကဲ့သို့သောထိခိုက်ပျက်စီးခဲ့ရမှုများနှင့်ပျက်စီးဆုံးရှုခဲ့ရမှုများကြောင့်ကုညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုနိုင်ငံတော်အနေဖြင့်အင်တိုက်အတိုက်ဆက်လက်ဆောင်ရွက်လျက်ရှိပြီးငလျင်တန်ကြောင့်ထိခိုက်ခံစားနေရသောတနိုင်ငံလုံးရှိပြည်သူလူထုအားစာနာထောက်ထားနားလည်သောအားဖြင့်၎င်းကုညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်လျက်လည်းကောင်းတည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုလျက်တက်မတော်အနေဖြင့် 2025ခုနှစ်ဧပြီလရက်မှ22ရက်ထိကာလကိုယာယီပစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလအဖြစ်ထုတ်ပြန်လိုက်သည်။ယာယီပစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားသည့်ကာလအတွင်းတိုင်းရင်းတာလက်နက်ကင်ဖွဲများနှင့်အခြားလက်နက်ကင်ဖွဲများအနေဖြင့်အများပြည်သူသွာလာအုံပြုလျက်ရှိသည့်ဆက်သွယ်ရေးလမ်းကြောင်းများအားနှောက်ယှက်တိုက်ခိုက်ခြင်းနှင့်ထိခိုက်ပျက်စီးစေခြင်း ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်ပျက်စီးစေခြင်း၊လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏တပ်စခန်းများအားတိုက်ခိုက်ခြင်း၊တပ်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမည်အင်အားစုဆောင်ခြင်းပြင်စင်စုဖွဲ့ခြင်း၊နယ်မြေချက်ထွင်ခြင်းများကိုမပြုရန်နှင့်ထိုကဲ့သို့ဆောင်ရွက်လာပါကတပ်မတော်အနေဖြင့်ပြည်သူလူထုအကာအကွယ်သောအားဖြင့်လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းအတိပေးထုတ်ပြန်အပ်ပါသည်